အလုံးမဲ့မင်္ဂလာပါကျွန်တော်တို့ဖုတ်ဘောအလိုက်ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစုဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အာစနိုအသင်းကတော့ဒါပြိုတိုင်းကြိုက်တဲ့နှင်းစီခိုင်ဖြစ်နေတဲ့အသင်းတွေကသတင်းလို့ဆိုလို့ရမယ်တဲ့မှာပါပါတယ်။အာစနိုအသင်းလည်းအခုလက်ရှိမှာဒါကျွန်တော် market ထဲမှာဒါရှင်းပါတယ်။သူအနေနဲ့သူအလုပ်တွေလုပ်နေတယ်။သူအလုပ်တွေလုပ်နေချိန်မှာဒါသူအလုပ်တွေလုပ်တဲ့ကတော်တော်လေးကိုတည်တတ်ပါတယ်။လက်ရှိမှာဒါ Andrea Barda ကိုပဲချီးကျူးရမလား။ Artida ရဲ့အာစနိုအသင်းရဲ့ဖြစ်တည်မှုကိုပဲချီးကျူးရမလားပဲဆိုရမှာပေါ့နော်။အဲ့တော့ အာဆနောသိတဲ့ခုလက်ရှိမှာဒါကျွန်တော်ဖတ်မိရလောက်တီးရလောက်ဆိုရင်တော့အာဆောသိတိုက်စစ်မှုနှစ်ယောက်ကိုဒါလိုက်နေတယ်ဆိုကုန်းသိပြီးသားဖြစ်နေမယ်ဒါကြီးကတိတ်ပြီးအောင်ထူးဆန်းတော့တဲ့အနေထားတစ်ခုမဟုတ်ဘူးဆိုတော့ကလီစာခွေဆုံတိလိမ့်မယ်လို့ပြောပြရစီအဲ့တော့အာဆောသိနေတဲ့အခုလက်ရှိမှာဒါကျွန်တော်တီးတလောက်ဒါဖတ်မိရတလောက်ဆိုရင်တော့အာဆောသိကတိုက်စစ်မှုနှစ်ယောက်လို့ရင်ဒါရွေးချယ်ခြင်းကိုခံထားရတယ်အခုလက်ရှိမှာဘန်ဂျမင်ဆက်စ်ကုနဲ့လေအာဆနောသိကသဘောတူညီမှုရခဲ့တဲ့အပြင်ကိုဒါဗစ်တာကာယိုဂက်စ်ကလည်းအခုချိန်ဒီအာဆနယ်မှာအာဆနယ်ဖြစ်နေစေဖြစ်နေဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေစေဖြစ်တယ်လို့သိရတယ်မှာပါအဲ့တော့ဒီနေ့ ယောက်ကြားတဲ့ကအာဆနယ်အသင်းဘာကိုရွေးသွားမလဲဆိုတဲ့ပြဿနာကိုကျွန်တော်နည်းနည်းလေးစဉ်းစားရမယ်အဲ့တော့ဒါလေးကိုနည်းနည်းလေးဆွေးနွေးရအောင်အာဆနယ်အသင်းနဲ့အခုလက်ရှိမှာဒါနှစ်သင်းကြားထဲမှာတော့တည်ကြတည် တိရတော့ကတော့ဒါဖတ်မိရတော့ဗောနော်ဗစ်တာကာယိုဂက်စ်လက်ရှိအသင်းဖြစ်တဲ့ Sporting ကိုပဲတရားဝင်ကန့်လန့်မှုပြုလုပ်ထားတယ်လို့သိရတယ်မှာပါတယ်ဘန်ဂျမင်ဆက်စကွဲလိုက်ဇန်နေတော့တရားဝင်ဆွေးနွေးမှုတွေရှိခဲ့ပေမဲ့အာဆိုသိနေတဲ့ website နဲ့ဒါကြောင့် live set ကိုတရားဝင်ကန့်လန့်မှုပုံစံမျိုးတော့မလုပ်ရသေးဘူးလို့အဲ့တော့အာဆိုသိနေဒီတိုင်းဆိုကြည့်ရတာ तू က Victor Kyogres ကိုပို့ပြီးတော့ serious ဖြစ်ပုံရတယ်ဒါပေမဲ့အခုချိန်ထိဒါ Sasco back ကလည်းဒါကျွန်တော်တို့လက်ရှိ RB live set ကိုသူ့အနေနဲ့ဒါအာဆိုသိနေကသူ့ပြောင်းရွှေ့ခွင့်ပေးဖို့အတွက်ဒါ doubt shot အခုချိန်ထိအသင်းဘက်ကိုဈေးလျှော့ပေးဖို့ တဲ့ကစားသမားကိုတိုင်ကပါတောင်းဆိုနေတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေရောက်တွေ့ရမယ်အဲ့တော့ဒါကစားသမား၂ယောက်လုံးအာဆုံအသင်းကိုသဘောကျတယ်၂ယောက်လုံးအနေနဲ့ပြောင်းကျင်တယ်ဒါပေမဲ့၂ယောက်လုံးကလည်းအာဆုံအသင်းကသဘောကျဒါပေမဲ့လူတော်များထင်ဆို၂ယောက်လုံးကိုတော့အာဆုံအသင်းကခေါ်ဖို့အတွက်လက်ရှိမှာအစီအစဉ်မရှိဘူးသူတို့နဲ့တိုက်စစ်မှုတစ်ယောက်လောက်ပဲခေါ်ဖို့ရှိဘာကြောင့်လဲလက်ရှိမှာအာဆုံအသင်းအနေနဲ့ဘတ်ဂျက်အရဆိုရင်တောင်းမန်ကစားသမား statement ဆိုင်ငယ်ပုံစံမျိုးကိုလည်းအာဆုံအသင်းအနေနဲ့ခေါ်ဖို့အတွက်အခုလက်ရှိမှာရည်ရွယ်ချက်ရှိရဆိုတဲ့သတင်းတွေထွက်နေတယ်အဲ့ဒါလေးကိုလည်းပြီးရင်ကျွန်တော်တင်ဆက်ပေးမယ်လက်ရှိမှာဒါကျွန်တော်အပြောင်းအရွှေ့ကြောင့်တိုက်စစ်မှုပြောင်းအရွှေ့ကြောင့်အဲ့တော့တိုက်စစ်မှုပြောင်းအရွှေ့ကြောင့်ပြောရမယ်ဆိုလက်ရှိမှာ မှာအာဆနိုသိနေဗီတာကာယိုဂရက်စ်ကိုတော့ဒုတိယမြောက်ကန်လန်မှုအခုချိန်ထိလုပ်ဖို့တော့စီစဉ်မရှိဘူးသူတို့အနေနဲ့အခုလက်ရှိတာပထမဆုံးကန်လန်မှုဖြစ်တဲ့ဒါ65သန်းပတ်ချလဲဝင်ကျင်ကြဖို့ဒါစပอร์ตင်းဘက်ကတတိပြန်လဲလာပြီးတော့သူတို့အနေနဲ့ညှိပယ်မှုကိုဒါမညှိပယ်တော့ဘဲနဲ့လက်ခံဖို့အတွက်သူတို့အနေနဲ့မျှော်လင့်နေဘာကြောင့်လဲဆိုတော့လက်ရှိမှာဒါစပอร์ตင်းရဲ့ဒါဒါ လက်ရှိတိုက်ဆက်မှုဖြစ်တဲ့ Victor Kyogres ကိုတန်းက Sporting နဲ့များမကြာမီမှာတရားဝင်ဆွေးနွေးပြီးသူ့အနေနဲ့ဖြဲသွားမယ်လို့သိရတယ်။အခုလက်ရှိမှာဒါကျွန်တော်တို့ Sporting နဲ့ဒါကျွန်တော်တို့အဲ Victor Kyogres ရဲ့ကြားမှာခွာပြဲမှုတွေတော်တော်လေးကိုကြီးမားနေပြီးတော့သူတို့အနေနဲ့ဒီအပြောင်းရွှေ့အတွက်ဒါ Victor Kyogres ဘက်ကနေပြီးတော့သူ့ကိုဒါပထမပြောထားတဲ့ဈေးအတိုင်းအသင်းကထွက်ပေးဖို့အတွက်သူ့ရဲ့ agent ကတစ်စက်အသေးဘက်ကိုတောင်းဆိုထားခဲ့ပေမဲ့ Victor Kyogres လည်းခုလက်ရှိဒါလာမယ့်ဒါရပ်ပိုင်းအတွင်းမှာသူတို့ရဲ့ Sporting ရဲ့ CEO နဲ့တွေ့ပြီးတော့ဒါကျွန်တော်စကားတွေတောက်လျှောက် ပြောသွားဖို့ရှိတယ်လို့သိရတဲ့မှာပါတယ်ဘောအဲ့တော့ပြောချင်တာလက်ရှိမှာဒါကျွန်တော်တို့ Sporting Back ကဒါကျွန်တော်တို့ Victor Kyokre ဆိုတာငကူတောင်းနေစီ65တန်းပြန်ဖြစ်သွားခဲ့မယ်ဆိုရင်တော့ Arsenal တည်းရဲ့ကမ်းလှမ်းမှုကိုတို့နေလက်ခံလိုက်ရုံပဲအဲ့ဒီတော့ကြောင့်ဒါကျွန်တော်တို့ Arsenal Back ကလည်းဒါ Victor Kyokre ဆိုဒီအပြောင်းရွှေ့နေပတ်သက်ပြီးတောက်ရှော့တွန်းအားပြီးနေဖြစ်တယ်တစ်ဖက်ကလည်းဒါကျွန်တော်လက်ရှိမှာ Sasco ကလည်း Arsenal တင်းကိုသူ့နေနဲ့ပြောင်းရွှေ့နေတယ်ဒါပေမဲ့တစ်ဖက်ကဒါကျွန်တော် Sasco ရဲ့ဒါ အဲတောက်နှားတယ်ဒါကျွန်တော်တို့အပြောင်းရွှေ့ဈေးကပူလွန်အောင်ဈေးကြီးသေးတယ်ယူရိုတန်90နဲ့93တန်ပတ်ချလဲဝင်းညာတောင်းထားတယ်ပေါင်တန်80နဲ့85တန်ပတ်ချလဲဝင်းညာတောင်းထားတယ်အာစနိုဘက်ကတော့ရှင်းနေဗျဘယ်ကောင်မဲ့ဖြစ်ဖြစ်ဒါကျွန်တော်တို့အနေနဲ့ ပေါင်ဝိပေါ့ပေါင်55တန်းနဲ့ပေါင်တန်း60ယူရို65တန်းပတ်ချာလဲဝိညာဉ်ညာရှိမယ်ဆိုတော့အဲ့ကောင်ဈေးရင်ဖြစ်တဲ့ကောင်တို့ခေါ့မယ်ဒီဖြေကရှေ့ရှေ့လေအာဆန်နယ်တင်းနဲ့ဒီထက်လဲပို့ပေးမှုစေဘာလို့သူတို့လက်ရှိ market ထဲမှာလဲတခြားသောနေရာတွေကိုဖြစ်တင်းပြီးဝယ်ယူရမယ်တဲ့မှာပါတယ်ဒါပေမဲ့လက်ရှိမှာလဲဇူဘီမန်ဒီအပြောင်းရွှေ့မှာလဲအာဆန်တင်းနဲ့ယူရို360ကျော်အထိတုံးထားတဲ့အတွက်ကြောင့်မို့တို့အနေနဲ့ဒါပို့ပြီးအဲ့ထက်အများကြီးမတုံးချင်ရှေ့ရှေ့လေအဲ့တော့အာဆန်တင်းနဲ့ဒါပြောချင်တာရှေ့ရှေ့လေမင်းတို့အနေနဲ့မင်းတို့နှစ်ကောင်တဲကတကောင်ဘယ်ကောင်ဈေးရင်လျှော့မယ်လျှော့တဲ့ကောင်ကတို့ဝယ်မယ်ဆိုတဲ့ပုံစံမျိုးအာဆန်တင်းကသွားတယ်အခုလက်ရှိချိန်မှာဒါအာဆန် သင်းကစင်ပေါ်မှာပြန်ရောက်သွားတဲ့ပုံစံကဘာဖြစ်လဲဆိုတော့ဖတ်မိရတာပေါ့နော်မနီကရတာကျွန်တော်တို့လက်ရှိမှာ Victor Kyogres အနေနဲ့သူ့ရဲ့တကယ်ချင်းသူ့ရဲ့မိသားစုသူဟာ Arsenal သင်းကိုပဲပြောင်းရွှေ့ခြင်းပြီး Arsenal သင်းကိုပဲရွေးချယ်ထားတဲ့ဆိုတဲ့အကြောင်းကိုသူပြောထားတယ်ဆိုပြီးတော့လက်ရှိမှာ Platigo ကတင်ဆက်လာတာကိုတွေ့ရမယ်ပြီးလည်းပြောတာကျွန်တော်လက်ရှိမှာ Victor Kyogres နဲ့ Arsenal သင်းကိုပဲညှော်နေပြီးတော့ဒါတစ်နှစ်လောက်ခါလာစားပေါင်း73ဆိုတော့ Euro 73တန်းရှိတဲ့တန်ကြီးရှိတဲ့ Juventus ရဲ့လောက်ခါလာစားများတဲ့ဒါအလုတ်ကူတောင်မှညင်းပေထားခဲ့ပြီးတော့ Arsenal သင်းကိုပဲလက်ရှိမှာဒါကျွန်တော်တို့ Victor Kyogres အနေနဲ့အလုတ်ရှိတယ် Benjamin CSGO ဘက်ကလည်းဒီတိုင်းပဲအခုလက်ရှိမှာ Arsenal အသင်းနဲ့ထပ်ပြီးတော့တွေ့ဆုံခဲ့တဲ့နောက်ပိုင်းမှာကစားသမားဘက်ကလည်းတည်တည်ချာချာ confirmation လုပ်ခဲ့ပြီးတော့သူ့အနေနဲ့ Arsenal အသင်းကိုသာပြောင်းရွှေ့ဖို့တာပုံကိုရရသဘောတူညီမှုရှိကြောင်းကိုသူ့အနေနဲ့ထပ်ပြီး confirm လုပ်ခဲ့တယ်။ဒါပေမဲ့ RB Leipzig ဘက်ကတော့ရှင်းနေဗျတင်းခံလုံးပဲဒီကစားသမားအပြောင်းရွှေ့တော့အခုချိန်ထိဒါရှိမတူသေးဘူး။နောက်လည်းမဆုတ်သေးဘူးဆိုတဲ့ပုံစံမျိုးကိုတွေ့ရတဲ့တမှာပါတယ်။အဲ့တော့ Arsenal အသင်းနဲ့ဒီအပြောင်းရွှေ့ကထင်တာထက်အများကြီးကြာနေပြီးအခုလက်ရှိမှာအချိန်ကြီးတော့အများကြီးရှိပေမဲ့ article ကတော့ပြတ်သားတယ်။သူ့အနေနဲ့ဒါဒီကစားသမားတွေကိုသူတို့ရာသီကြိုခြေစမ်းပွဲစဉ်မစခင်မှာဒါမြင်မြန်ဆက်ဆက်ဒီက စားသမားတွေကိုအလိုရှိတယ်ဒီကစားသမားတွေအနေနဲ့ဒါအသေးနဲ့တူဒါကြောင့်ရာသီကြိုခြေစမ်းပွဲစဉ်မတိုင်ခင်မှာ training 3ချိန်လောက်ဆင်းပြီးတော့ရာသီကြိုခြေစမ်းပွဲတွေမှာဒီကစားသမားတွေချက်ချင်းဆိုလို့အသုံးကျင်တယ်အခုလက်ရှိဒါစလူဘီမန်ဒီအပြောင်းရှင်းတဲ့ပတ်သက်ပဲအခုလက်ရှိကြားတော့ကဘောနော်အာဆောင်တင်းနဲ့ဒါစာချုပ်ဖြတ်သိမ်းကြေးထပ်ပို့ပြီးတော့ယူရို3တန်းနဲ့5တန်းပတ်ချလဲပို့ပြီးတော့ပေးလိုက်ရလို့သိရတယ်မပါဘူးအဓိကအကြောင်းရင်းကတော့ installment နဲ့ပေးချင်တော့အဲ့တော့အခုနောက်ပိုင်းခေစားပါတယ်ဒါစာချုပ်ဖြတ်သိမ်းကြီးရှိတဲ့ကစားသမားတွေကိုဒါပတ်စံပို့ပေးပြီး installment ပြောင်းလိုက်တဲ့ဥစ္စာကအခုနောက်ပိုင်းတော်တော်တော်ကြီးကိုခေစားတဲ့ scenario တခုလို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့ဒါကျွန်တော်ယူရို သန်း60 plus ဒါ3သန်းလို့လည်းကြားတဲ့အရေးကြပြအရောလက်ရှိမှာအာဆနိုတင်းတဲ့ဒီစားသမားအတွက်ဒါကျွန်တော် installment ကို9နှစ်အရေးကြပေးမယ်လို့လည်းသိရတယ်ဒီမှာပါပါတယ်အဲဒါကြောင့်ပထမဆုံးအရေးကြနေတဲ့ဒါကျွန်တော်အာဆနိုတင်းကဒါပေါင်15သန်းစပေးပြီးကျန်နဲ့ကျန်တဲ့ဒါကျွန်တော်65သန်းကိုတော့ဒါ6နှစ်အရေးကြခွဲပေးသွားမယ်လို့လည်းသိရတယ်ဒီမှာပါပါတယ်အဲတော့ဘယ်လိုပြောအာဆနိုတင်းကဒီနှစ်ပြောင်းရွှေ့မှာလဲအလုပ်တွေကို share လုပ်နေတဲ့ကစားသမားအသင်းတင်းတို့ပြောလို့ရတယ်ဘာလို့အဲတော့ အာဆုံသင်းနဲ့ဇူပီမန်ဒီကတည်ချတော့ပြီ VM Trail လည်းဝင်တော့လို့မြင်အဲ့တော့အာဆုံသင်းနဲ့ခုနကျွန်တော်ဗီဒီယိုအဆက်မှာပြောခဲ့တယ်ပြီသူတို့အတွက်က budget လူတွေနောက်တစ်ခုကဒါတောင်ပန်ကစားသမားပဲအာဆုံသင်းနဲ့ခုလက်ရှိမှာဒါ right wing or left wing ကနှစ်သင်းလုံးဆော့လို့ရတယ်ဒါကျွန်တော်ကစားသမားတယောက်အာဆုံသင်းနဲ့အလိုရှိတယ်အဲ့တော့အာဆုံသင်းနဲ့ခုလက်ရှိမှာဈေးလည်းအရင်မကြည့်ရဘူးဒါတစ်တင်းနဲ့ဈေးနဲ့ဒီကစားသမားကိုခေါ်ယူလို့ရနိုင်မယ်အတွက်ကြောင့် market ထဲကိုပြန်ဝင်နေတော့သိရတယ်ပေါ့ပါအဲ့တော့အာဆုံသင်းကခုလက်ရှိမှာ mad law ရဲ့ပြောပုံရဆိုရင်တော့ဒါကျွန်တော် Chelsea အသင်းကအယောင်စီးတင်ထားခဲ့တယ်နော်နီမာဒူဝီကီကိုခေါ်ယူဖို့အတွက်လက်ရှိ ီမှာချိတ်ဆက်မှုတွေကိုပြုလုပ်နေတယ်ဆိုတော့ထွက်သတင်းတွေထွက်အဲ့တော့ဒါကတော့ melody တစ်ယောက်တစ်ယောက်တစ်ယောက်မှာလက်ရှိမှာတော့ tier 2 tier 3 level တော့မဟုတ်ဘဲ tier 3 tier 4 level ပဲရှိရလို့ပြောလို့ရတယ်အဲ့တော့လက်ရှိမှာ nonny madwi ကိုကိုယ်တိုင်ကအခုဒါကျွန်တော်တို့ chelsea အသင်းမှာဒါကျွန်တော်နေရာရမတိကြရတော့သူ့အနေနဲ့ဒါသူ့ပို့ပြီးတော့အဲ့ပေါ့သူ့အတွက်ဒါပို့ပြီးတော့အဆင်ပြေမဲ့ club ကိုသူ့အနေနဲ့သွားခြင်းတယ်အခုချိန်မှာ nonny madwi ကိုဒါကျွန်တော် premier league club တချို့ကတရားဝင်စိန်ဆောင်ကြည့်ပြီးချိတ်ယူစားနေတယ်မှာပါတယ်အခုလက်ရှိမှာ tottenham hotspur အသင်းပါဝင်မြောက်လန်တဲ့အသင်းတစ်သင်းဖြစ်တဲ့ london အသင်းအဲ့ဒါကျွန်တော်တို့ဒါ အာစနိုဒေးကလည်းဒါကျွန်တော်တို့နော်နီမာဒူဝီကိုခေါ်ယူဖို့တဲ့လက်ရှိမှာတရားဝင်စိတ်ဝင်စားနေတဲ့အသင်းတွေကပါတဲ့ဒီမှာပါတယ်အဲ့တော့ပြောချင်တာကတော့အာစနိုဒေးနဲ့ခုလက်ရှိမှာဒါနော်နီမာဒူဝီကိုခေါ်မယ်ဆိုရင်တော့ဈေးသက်သာမယ် စာကအရန်လည်းလုပ်လို့ရလက်ဝင်းမာရတာတည်တည်ချာချာဆော့လို့ရနိုင်တယ်ကစားမပြောချင်တာမာတင်နယ်လီကိုလည်း pressure ပေးလို့ရလို့ဒါစာကကူလည်းနောက်ကဒါကျွန်တော်တို့ဒါအေးပေါ့ဟိုအရန်ပုံစံမျိုးနဲ့ဆော့လို့ရတဲ့သဘောမှရှိအဲ့တော့ပြောချင်တာကနော်နီမာဒူကြီးရဲ့ Chelsea အသင်းတွေဟုတ်ဆိုရင် Arsenal အသင်းတွေတကယ်ကိုဒါကောင်းမွန်တဲ့ asset တစ်ခုဖြစ်လာနိုင်တယ်လို့ဆိုရတဲ့သတင်းတွေထွက်ပေါ်လာအဲ့တော့အခုချိန်တော့ဒါကျွန်တော်စောင့်ကြည့်နေတဲ့အစီအမဲရှိပြီးတော့တရဝင်းချိန်ဆက်မှုကိုတော့ဒါရှိပါကစားသမားရဲ့ camp နဲ့ပဲလောက်ရသေးတယ်လို့သိရတယ်မှာပါပါတယ်နောက်တစ်ခုအနေနဲ့ဆက်လက်ပြီးဆွေးနွေးရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ Kudus ပေါ့နော်တချို့မှာဒါ Arsenal အသင်းကတော့ Kudus ကိုစိတ်ဝင်စားတဲ့ club တွေတဲ့ ကတစ်ခုအနေနဲ့ဆက်လက်ပြီးတော့ပါလာပြီးလို့သိရတယ်ဒီမှာပါတယ်အဲ့တော့လက်ရှိမှာအဆိုသေးတယ်ဒါတောင်မင်ကစားသမားတွေကိုခေါ်ယူနေမှာ Kudas ကိုလက်ရှိမှာတော်တော်လေးကိုစိတ်ဝင်စားတယ် Kudas အနေနဲ့အခုလက်ရှိဒါကျွန်တော်တို့စာချုပ်ဖြတ်သိမ်းကြီးပေါင်85တန်းရှိတယ်ဒါပေမဲ့ West Ham တင်းနဲ့ဒါပေါင်တန်း60နဲ့65တန်းပတ်ချလဲဝင်းညာဒီကစားသမားအတွက်ရမယ်ဆိုတော့တို့အနေနဲ့ရောင်းဖို့အတွက်စဉ်းစားတော့မယ် West Ham တင်းနဲ့ဒါ Kudas ကိုရောင်းပြီးတော့တို့အနေနဲ့ဒါကျွန်တော်ပိုကောင်းတဲ့ကစားသမားတွေကိုလာမယ့်နေရာဒီမှာ Graham Potter အတွက်ဖြစ်တင်းပေးဖို့တို့အနေနဲ့စီစဉ်ရှိတယ်အဲ့တော့ဒါကြောက်ကြောက်မှဒါ Kudas ကသူတို့ရဲ့ဒါအယောင်စီးတင်တဲ့ကစားသမားတွေတယောက်ဖြစ်သွားနိုင်တယ် 바로 အာဆိုသင်းကခုလက်ရှိမှာဒါကျွန်တော် Chelsea အသင်း Spa အသင်းနဲ့အတူဒါ Kudus ကိုစိတ်ဝင်စားတယ်။ဒါပေမဲ့စိတ်ဝင်စားတဲ့အဆင့်ပါပဲ။ဒါကျွန်တော်လက်ရှိဒါ Tottenham Hotspur အသင်းကပဲလက်ရှိမှာ Kudus အတွက်ပေါင်တန်း90ဒါကျွန်တော်တရားဝင်ကမ်းလှမ်းမှုပြုလုပ်ထားခဲ့ပြီး Chelsea နဲ့ Arsenal အသင်းကဒီကစားသမားကိုစိတ်ဝင်စားတဲ့အဆင့်ပဲရှိပါသေးတယ်။ခုနပြောခဲ့တဲ့လိုပဲကစားသမားမှာစာချုပ်ဖြတ်သိမ်းခြင်း85တန်းရှိပေမယ့်ကစားသမားမှာစိတ်ဝင်စားတဲ့အဆင့်ပဲရှိပါသေးတယ်။ခုနပြောခဲ့တဲ့လိုပဲကစားသမားမှာစာချုပ်ဖြတ်သိမ်းခြင်း85တန်းရှိပေမယ့်အသင်းဘက်ကတော့ပေါင်65တန်းနဲ့ပေါင်တန်း60ပတ်ချာလေဝင်ကျင်ကြလောက်ရမယ်ဆိုရင်တော့ဒီကစားသမားကိုလက်လွတ်သွားပွဲရရှိရကြအောင် Arsenal အသင်းဒီကစားသမားကိုစိတ်ဝင်စားနေတယ်။ပရိသတ်တော်များလည်းမူဟာမက်ကူဒက်စ်ကိုသဘောကျတယ်ကြောင့်ဒီအပြောင်းရွှေ့ကလည်းစိတ်ဝင် န်စားကြကောင်းတဲ့အပြောင်းရွှေ့တဲ့တစ်ခုလို့ပြောပြစီဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတော့ ਨੇ TV4U တို့မှာကျင်းလို့စပောင်းကိုကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတော့ TV4U တွေလင်လေးတွေကိုထည့်ပေးထားခြင်းပြကြောင်းမဆောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာအမြဲတမ်းဖြစ်ပါတယ် အားလုံးမကြိုတင်ပါနဲ့ကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပီးနေပင်ကျွန်တော်တို့တွေနောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့မြန်မာလေးကလစ်ပေးကြအောင်ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်ဒေးပါဗျ